ဧရာဝတီတိုင်းသားတွေရဲ့လော်ကြိုက်တဲ့အရာသားနဲ့ပြိုင်ဆိုင်မှုကတော့တကယ့်ကိုအံ့ဩစရာဖြစ်တယ်လို့အလှူတွေပြုလို့ရမှာလဲမပါမဖြစ်ပါတက်တက်ပဲကြားရတဲ့လော်နဲ့စပီကာတွေကို7ဘင်းရင်ပေါ်တင်ပြီးတဖွဲနဲ့တဖွဲဘသူအတန်ပူကျဲလဲပြန်ဆိုင်ကြတာဖြစ်တယ်လို့အားပေးတဲ့ပြိသက်လည်းရှိပါတယ်။စဉ်းစားမရတာကသူတို့တချင်းတန်နားထောင်တာလားနားစီကွဲမတဲ့ဆူးရှတဲ့အတန်ဟိုင်းကိုကြိုက်ကြတာလားမသိရပေမဲ့ အေယော်ရီတောရွာတွေမှာတော့အင်မတန်ကြီးကျယ်ခမ်းနားတဲ့ပွဲပါ စပားရိတ်သိမ်းပြီးလို့အလှူတွေပေးပြီးဆိုရင်အတန်ပူပြဲတဲ့လော်ကားတွေကိုငားရမ်းပြီးတော့တရွာလုံးတာမကအနီးနားဆက်ကရွာတွေပိုင်မကျန်နာဒုက္ခပေးလေရှိပေမဲ့လေသူ့အရက်သူ့ဆက်မှုလိုက်လဲလိုက်ကြပါတယ် ်အရင်တုန်းကတော့လော်တစ်ခုကိုဘက်ထရီကဲဆက်နဲ့ဖြန့်ပြီးပြိုင်ကြပေမဲ့အခုကာလမှာတော့ကားပေါ်လော်အနည်းဆုံး10ခုကျော်တက်ပြီးတော့မီးဆက်နဲ့ဖြန့်ပြီးနှစီးအပြိုင်ဖြန့်ကြတာမျိုးကရိုးရတလေဖြစ်နေပါပြီပရိသတ်တွေကလည်းနားစီပေါက်မတဲ့စူညံနေတဲ့လော်ကားတွေကြားမှာထိုင်သူကထိုင်ကသူကကဘသူကပူကောင်းကြောင်ပြောသူကပြောနဲ့စဉ်းစားလို့မရသေးတဲ့လော်ပြိုင်ပွဲတွေပါပဲ